အဓိကတော့ကိုဇော်ဖုန်ဟိန်းနဲ့ပတ်သက်ပြီးတော့သူဖန်ခံရတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော် why မိကြတော့ကျွန်တော်လည်းကျွန်တော်တို့တိတလောက်လန်းလန်းမိတလောက်ကျွန်တော်တို့နားလေတလောက်ကလေးကိုကျွန်တော်ပြန်ဖြည့်ထားတယ်ဆိုတော့အဲ့ video file တင်နေဖြစ်ချင်တော့ကျွန်တော်တို့မြန်မာနိုင်ငံ internet အရေးသေးရတော့အားလုံးတိတဲ့အတိုင်းပဲလေ VPN မခိုင် Facebook ကတော့မရဘူးအဝိုင်းလေးရတယ်လို့လဲနေတော့တော်တော်နဲ့မရဘူးနော်အဲ့ဒါဆက်နှစ်နာရီခွဲကားနေတဲ့အထိလိုင်းမကောင်းအဲ့ video file တစ်ခါမှတက်သေးဘူးဆိုတော့အဲ့ချိန်မှာကျွန်တော်ရှိဖို့ဖုန်းတစ်ခုဝင်လာတယ် ညနေမအေးသေးဘူးလားလိုင်းမောတွေ့လိုက်တော့ဟောတကွေးမအေးသေးဘူးလို့ကျွန်တော်ဗီဒီယိုဖိုင်တင်နေတာလေဘာကြောင့်တင်နေရလဲတဲ့ဒီလိုဒီကြောင့်ပဲကိုစိုးဖုန်းနဲ့ပတ်သက်ပြီးကျွန်တော်တချို့မိထားလေးတွေအနန်းတွေကလည်းဘာမှတင်မရတော့ကျွန်တော်နားလေတလောက်ကလေးပြန်ပြေးထားတာပြောထားတာဆိုတော့ကျွန်တော်ဘာပြောလဲညနေမင်းအဲ့ဒါဆိုတော့မတင်နဲ့တဲ့အဲ့ဗီဒီယိုဖိုင်ပြန်ဖြတ်လိုက်တော့တဲ့စိုးဖုန်းအင်ကဖန်တာမဟုတ်ဘူးရုပ်ရှင်မင်းသားမင်းသမီးတွေကအသက်18နဲ့35နှစ်တွေရှင်းမှုမထမ်းဘူးပစာရှိတဲ့လူကုန်တိုင်းအတိုင်းဝိုင်းနေရသာသမီးတွေ အများကြီးပါစိတ်မှုမထမ်းဘူးခမားတို့ထုတ်ထားတဲ့ဥပဒေတွေခမားတို့ထုတ်ထားတဲ့မူဝါဒတွေအောက်မှာခမားတို့ကအချင်းပြတ်ခြားစားခြင်းနဲ့စောက်ရှက်မရှိစွာကြာရှုံးနေတယ်ဘာကောင်လဲငါဘာကောင်လဲမင်းငါတို့အကြောင်းကောင်းကောင်းသိရမယ်ငါတို့ဘာညွင်တို့အကြောင်းကောင်းကောင်းသိရမယ်ဟန်ကျင်းဦးအကြောင်းကောင်းကောင်းသိရမယ်မိန်ဝေအကြောင်းကောင်းကောင်းသိရမယ်ကိုသိအကြောင်းကောင်းကောင်းသိရမယ်ကျော်သွားအကြောင်းကောင်းကောင်းသိရမယ်ဆိုတဲ့ပုံစံမျိုးနေ ခင်ဗျားတို့ကယောက်ျားကြီးတွေဖြစ်နေပြီဟာဝိုင်းမိတယ်ပြန်လာထောင်ကြအောင်လုပ်ကြတာဟာသူတို့ကပြောမှဟာအဲ့ဒါကျွန်တော်တို့ကြောင့်ဖမ်းတာမဟုတ်ဘူးဟောကြတာတပ်မတော် ပုံရိပ်ကိုကြာသိအောင်လုပ်နေပါတယ်လို့ပြန်လာလက်ရှိတပ်မတော်အစိုးရကိုအယုံကြည်မဲ့အောင်လုပ်နေပါတယ်လို့ငါယုံကြည်မဲ့ဘီသူကယုံကြည်လို့လဲလက်ရှိတပ်မတော်အစိုးရဘသူယုံကြည်လဲမင်းတို့ကိုယ်ရယုံကြည်လို့လားငါသားတွေငါမင်းတို့ကိုယ်ရယုံကြည်လို့လားငါတို့ကမယုံကြည်ဘူးလက်ရှိနောက်ဆက်ကအစိုးရကိုမယုံကြည်ဘူးဟာဟန်ကျင်းဦးအောင်စုမင်းတို့ ဲဥတော်မင်းတို့ငါကြံတဲ့ကောင်တွေဆဲတော့သူ့ကိုပဲတက်ဆဲမယ်ဒီကောင်ကခေါင်းဆောင်လားဒီကောင်ကခေါင်းဆောင်လားအေးဟန်ရဲဥတော်ကနေပြီးကြလားမိတ်ဝဲလို့နင်းမောင်းတို့ကိုသက်တို့ကြလားကြော်စွားတို့ဘာညွန့်တို့ကလိုက်တာအဲ့တော့မင်းတို့ကိုယ်တိုင်မဲ့မင်းတို့လိုကောင်တွေရှိနေလို့တပ်မတော်ကိုအယုံကြည်မဲ့နေတာတပ်မတော်ကိုအယုံကြည်မဲ့နေတာအဲ့ဘာပဲပြောပြောဘာပဲပြောပြောဟန်ရဲဥငါဟန်ရဲဥငါဆဲတယ်ကွာမင်းကိုကျွန်တော်ဦးမိကြတယ်2021ခုနှစ်အာနာထိမ့်ပြီးတဲ့နောက်ပိုင်းကနေစပြီးတော့ အာနိုင်ငံရေးလေးလာတုံးသက်သူဖြစ်ပေါ့နော်ပြောခဲ့တယ်မြန်မာတမတော်ကြီးဘက်ကရက်တည်ပြီးတော့ပြောလာခဲ့တာအခုဒါ2025ခုနှစ်ကျော်လာတဲ့ကိုရောက်ပြီပေါ့ဒီချိန်ကြီးကွယ်စားကြီးခမရဘာရခဲ့ဘူးတလဲဘာရရခဲ့လဲလို့မေးကျွန်တော်မှာဖြေစရာစကားတစ်ခွန်းမရှိတယ်ဒီနေ့ဒီချိန်ထိကျွန်တော်ရခဲ့တဲ့အရာတော့နောင်တအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ နန်းတွင်းစစ်ကြောရေးမှတက်မတော်ပုံကံမှုနဲ့ဖမ်းဆီးခံနေရတဲ့စော်ဘုံဟိန်းနောက်ဆုံးအခြေအနေကိုမောင်ရာဇာပြောပြလာသည်မှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာကိုစော်ဘုံဟိန်းနဲ့ပတ်သက်ပြီးတော့သူဖမ်းခံရတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ why မိကြတော့ကျွန်တော်လည်းကျွန်တော်တို့တိတလောက်လန်းလန်းမိသလောက်ကျွန်တော်တို့နားလေသလောက်ကလေးကိုကျွန်တော်ပြန်ဖြည့်ထားတယ်ဆိုတော့အဲ့ video file တင်နေဖြစ်ချင်တော့ကျွန်တော်တို့မြန်မာနိုင်ငံအင်တာနက်အရေးသူရတော့အားလုံးသိတဲ့အတိုင်းပဲလေ VPN မခိုင်း Facebook ကတော့မရဘူးအဝိုင်းလေးရတယ်လို့လဲနေတော့တော်တော်နဲ့မရဘူးเนาะ အဲ့ဒါ12နာရီခွဲကနေတဲ့အထိလိုင်းမကောင်းအဲ့ဗီဒီယိုဖိုင်တစ်ဖိုင်မတက်သေးဘူးဆိုအဲ့ချိန်မှာကျွန်တော်ရှိဖုန်းတစ်ကောင်းဝင်လာတယ်ညနေမအေးသေးဘူးလားလိုင်းမကောင်းတွေ့လိုက်တော့ဟိုတကွေမအေးသေးဘူးလို့ကျွန်တော်ဗီဒီယိုဖိုင်တင်နေတာလားဘာကြောင့်တင်နေရလဲတဲ့အဲ့ဒီလိုဒီကြောင့်ပဲအခုဆိုဖုန်းနဲ့ပတ်သက်ပြီးကျွန်တော်တချို့မိထားလေးတွေအနန်းတွေကလည်းဘာမှတင်းမရတော့အဲ့ကျွန်တော်နားလေတလောက်ကလေးပြန်ပြေထားတာပြောထားတာဆိုတော့ကျွန်တော်ဘာပြောလဲညီလေးမင်းအဲ့ဒါဆိုတော့မတင်နိုင်တဲ့အဲ့ဗီဒီယိုဖိုင်ပြန်ဖြတ်လိုက်တော့တဲ့ဆိုဖုန်းအင်ကဖန်တာမဟုတ်ဘူး ဘာပြောမှမသိဆိုတော့ဒါပဲအခုနိုင်ငံရဲ့အမျိုးသားကြီးတယောက်ဖန်ကြီးထင်းထင်းခံရတာမဟုတ်ဘူးဆိုရင်တော့ဝမ်းသာပါလေတစ်ဖက်ကလည်းဝမ်းသာတယ်တစ်ဖက်ကလည်းဥပဒေကိုမေးခွန်းထုတ်ဆက်ဖြစ်လာတယ်ပါလဲပေါ့ဆိုတော့ဥပဒေဆိုတာဟိုကျွန်တော်နားလည်သလားပေါ့သူကာယကံရှင်ကကြည်ပြင်းလက်ခံရင်ဘာလို့မလူတယောက်ကိုဆဲတယ်ပေါ့လူပုဂ္ဂိုလ်တူတယောက်ကိုဆဲတယ်အဲ့ဒီလူကကျင့်တဲ့နေတဲ့၍ဒီဥပဒေကဘာမှလို့ဘာသူကျင့်တဲ့တာပေါ့သူ့ကိုဆဲတယ်သူကျင့်တဲ့နေဘာလို့လို့မပြောဘူး ့ထိုးတယ်။ तू ကျင်နဲ့နေတပြည့်အမှုမမြောက်ဘူး။ तू ကမကျင်နဲ့လို့တိုင်ရင်တော့မျက်စောင်းနဲ့ထိုးရင်တော့အေးဥခံနိုင်တယ်လေဥပဒေအားသိရမလား။ဆိုတော့ဘာလဲမိဖို့ထိုးတယ်ဖြစ်။ကိုမျိုးဝင်းတို့တုန်းကအဲ့ဒီလိုသဘောထားကြီးမြတ်မှုဘာလို့မရှိတာလဲ။ရာသာတို့တုန်းကရောအဲ့ဒီလိုသဘောထားကြီးမြတ်မှုဘာလို့မရှိတာလဲ။မိခွန်ထုတ်เสียရှိတာ။ဆိုတော့ likely တခုမြင်လိုက်ရတယ်။တမတော်ကာကွယ်ဦးစီးချုပ်က ပုံကိုတွေနော်နံပါတ်ရွတ်ပြသွားပါတယ်ကျွန်တော်တို့ထွေထွေမပြောတော့ပါဘူးအဲ့ဒီပုံကိုတွေကိုဖမ်းမယ်ဆိုရင်သူ့အမိတ်ပါမှဖမ်းရမယ်လို့ပြောသွားတဲ့စကားလေးကြားလိုက်ရတယ်ဆိုတော့ကျွန်တော်ပြောမင်းကျင်တာပြောကျင်တာအဲ့ဒီပုံကိုတွေကဒီနိုင်ငံအတွက်တကယ်သူရဲကောင်းနေအသုံးဝင်နေဆိုရင်ဂျန်နယ်လူတွေကဒီနိုင်ငံအတွက်ဘာမှမဟုတ်ဘူးလားသူတို့ရဲ့ရင်းနှီးမှုတွေသူတို့ပေးဆက်ခဲ့မှုတွေသူတို့အနစ်နာခံခဲ့တာတွေဟာအသုံးမဝင်တော့ဘူးလား ဒီပုံကိုယ်ကြီးရှိရင်ဒီပုံကိုယ်ကြီးနဲ့ပဲလုံလောက်တယ်ဆိုရင်ဂျန်တဲ့လူတွေမလိုအပ်တော့ဘူးလားမေ့ချင်တာလေးပါပြောပြတာကျွန်တော်တို့မလိုလေကျွန်တော်တို့ကရေးမဆိုင်ကိုလို့ဆယ်ရှီအလုံးမပြောဆယ်ရှီတာပြောထောင်းတဲ့ထဲလေးပြောင်းဝင်လိုက်ပါပဲကြီးမဆိုင်ဆိုတော့မိကုံထုတ်เสียလေးကိုယ်ကြီးနားလေတာကဟိုဥပဒေရဖန်စီချိတ်တဲ့နေဆိုမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ကလာခေါ်တယ်ဥပဒေကြံပြီးမြို့နယ်ဥပဒေရရှိမှာဥပဒေအကျန်တောင်းတယ်သူကတဆင့်ဒီပုံမှန်နဲ့ဆွဲပဲ ဆွဲဖို့ဥပဒေကြမ်းပြီးခွင့်ပြုလိုက်ရင်တရားရုံးမှာဒီအမှုဆွဲဆိုတယ်တရားသူကြီးလက်ခံပြီဆိုရင်ချုပ်မိယူတယ်ရဲလုံခန်းစီ၁၄ရက်လောက်တယ်ပြီးရင်အကျဉ်းထောင်ချုပ်ကိုပို့တယ်ပြီးရင်အထူးတရားရုံးနဲ့ထောင်နေတရားရုံးမှာအမှုရင်ဆိုင်ရတယ်ဒါကျွန်တော်တို့နားလေတာကျွန်တော်တို့သိထားတာဆိုတော့စာဖာခေါ်ပြီးဆိုရင်နေဘက်ပုံမှန်ဒီနေဘက်မှာမွေးစေမှုမှုလောက်မမောက်ခုမှုလောက်ကိုစာဖာအစ်မမဟုတ်စာဖာအစ်ပြီးဆိုရင်နိုင်ငံတော်နဲ့ပတ်သက်တဲ့ အမှုတွေလက်နက်နဲ့ပတ်သက်တဲ့အမှုတွေမတရားသိမ်းတဲ့ပတ်သက်တဲ့အမှုတွေလောက်ကိုဒါစာဖာကိုယ်ယူစစ်ဆေးမှာသူတို့တရင်းတွေကဘယ်ဟာအမှန်မှမသိဘူးတချို့ TikTok တွေပေါ်မှာလဲကိုစဘောင်းကိုတိုင်သူ့ကိုဖမ်းတာမဟုတ်ပါဘူးဆိုပြီးတော့ကျွင်ထားတာရှိတယ်တစ်ဖက်ကလည်းပြန်မလို့တေးဦးလို့တင်ထားတာရှိတယ်ဘယ်တရင်းဟာအမှန်လဲလို့ဝေခွဲရခက်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီအချိန်မှာနားလေသွားတာတခုကတမရောကာကွယ်ဦးစီးချုပ်ကဘိုင်နေနဲ့ဒီလူဒီလူဒီလူတွေကိုသူ့အမိတ်မပါဘဲမဖမ်းစီရဘူးလို့ တရားဝင်ထုတ်ဖို့ကြီးညာလိုက်တဲ့အပေါ်မှာမိကုန်ထုတ်ဆက်လိုက်တော့ရှိလာတယ်တကယ်ပဲသူပြောတယ်လို့ပေါ့နော်တပ်မတော်ချင်းမြတ်တို့သူတရားပောက်ကွဲလို့ဆဲခွင့်ရှိတယ်ဆိုရင်ကျွန်တော်တို့ပောက်ကွဲလို့ဆဲခဲ့ရင်ရောတပ်မတော်ကာကွယ်ဦးစီးချုပ်ကခွင့်ထုတ်ပါလားနောက်တပ်မတော်ကိုထောက်ခံတဲ့ပြည်သူတွေတပ်မတော်မြန်မာတပ်မတော်ကြီးကိုလေးစားကြည်ညိုတဲ့လူတွေတပ်မတော်ကာကွယ်ဦးစီးချုပ်ရဲ့လောက်ရေးကိုင်းရဲ့အပေါ်မှာတခါတလေနော်ဟိုမိမိဘက်ကစစ်စင်ရေးမှာ ရန်သူဝိုင်းနေတဲ့အချိန်ကြီးအချိန်ကြီးရိခါမပို့နိုင်တဲ့အချိန်ကြီးစစ်ကူမပို့နိုင်တာဒါတွေကရာသီဥတုခက်ခဲနေရာဒေသအခက်ခဲကြောင့်ဖြစ်လေပြစ်ထားရှိတဲ့အနေအထားတွေမှာအားမလို့အားမရပြည်သူတွေကဆိုင်ရောခွင့်လွှတ်ပေးမှလာဒါမှမဟုတ်ရင်အဲဗီဒီယိုဖိုင်တစ်ခုမှာနာမည်ဆင်းကြီးညာသွားတဲ့ပုံကူတွေပဲတရားဝင်ဆဲခွင့်ရှိတာလားဒါလေးကိုမကြည့်ချင်လားဆိုတော့ကျွန်တော်နားလေတာတော့ဥပဒေဆိုတာတော့အားလုံးအတွက်တသက်မှတ်သေးတတ်မှတ်ထားတယ်လို့တော့ထင်တာပဲဆိုတော့ဒီကောင်ကအတွက်လှုပ်လှုပ်လို့အဆင်ပြေတယ်မလှုပ်ပါနဲ့ဆိုရင် ကျန်တဲ့လူတွေရောဘယ်လိုလုပ်မလဲဒီနိုင်ငံထဲမှာတမတော်အချိန်မှလုပ်တဲ့သူတွေအများကြီးရှိတယ်တမတော်တို့ကကိုအိတ်ကိုဆိုင်ကိုစီကိုစားပြီးတော့တဖက်အဖွဲ့စည်းရဲ့အမုန်းခံပြီးလုတ်ပောင်းမျိုးနဲ့ရှိကပ္ပစာ24နှစ်ပြူစောထီရွာများကိုရိတ်ခါလာပိုးသည့်ကားစီးရီတရကျော်ပါစစ်တက်စစ်ကြောင်းကြောင့်ကြီးရွာပေါင်း25ရွာမှပြည်သူ2000နီးပါးဘေးလွတ်ရာထွက်ပြေးနေရာ မကွေးတိုင်းပေါင်းမြို့နယ်ရှိကပ္ပစ24နှစ်ပြူစောတိရွာများကိုရိခါလာပို့သည့်ကားစီးရီတရကျော်ပါအကျန်းဖတ်စစ်တပ်စစ်ကြောင်းကြောင့်ကြေးရွာပေါင်း25ရွာမှပြည်သူ20ထောင်နီးပါးဘေးလွရာထွက်ပြေးနေရကြောင်းပေါင်းမြို့လူသားစာနာဌာနမှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည်မေလာ28ရက်နေ့တွင်ပေါင်းမြို့နယ်ရှိပြူစောတိရွာများနှင့် ကပ္ပစ24လက်နက်စယုံများကိုရိခါပို့ဆောင်ရန်အတွက်ပခုတ်ကူတမတရားတမရှိပြေးအကျန်းဖတ်စစ်ကောင်စီတပ်သား200ခန့်ဖြင့်ကြေးရွာများကိုစတင်စစ်ကြောင်းထိုးခဲ့ကြောင်းသိရသည်ထို့သောစစ်ကြောင်းထိုးပြီးနောက်ဇွန်လတရက်နေ့တွင်ပခုတ်ကူတမတရားတမရိခါကားလန်တရားကြော်ပါဝင်သောအကျန်းဖတ်စစ်ကောင်စီတပ်သား300ခန့်လိုက်ပါလာသည့်စစ်ကြောင်းကပပခုတ်ကူကားလန်ပိုင်းကိုစတင်ရောက်ရှိလာပြီးလမ်းတလျှောက်ရှိကြေးရွာများကိုစစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့ကြောင်းသိရှိရသည် အဆိုပါကျန်းဖတ်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်တွင်ကြေးရွာ25ရွာမှပြည်သူ1,200ကျော်သည်ယနေ့အချိန်ထိနီးစပ်ရာတောတောင်များတွင်တန်းရှောင်နေရကြောင်းသိရသည်ပြည်သူတွေဖမ်းဆီးခံရတာရှိတယ်လို့သိရပေမဲ့အတိမပြုနိုင်သေးဘူးလက်ရှိချိန်ထိပြည်သူတွေကဆက်လက်တိမ်းရှောင်နေရတော့မဲ့ရက်ကြာလာတော့ပြည်သူတွေလည်းစာနဲ့ရိတ်ခါတွေအရေးပေါ်လိုအပ်နေပါတယ်ဟုပေါ့မြို့လူသားစာနာဌာနမှတာဝန်ရှိသူတဦးကပြောဆိုသည် စစ်ပေးဆောင်ပြည်သူများသည်ရက်ရှည်စစ်ပေးတင်ဆောင်နေရသည့်အတွက်စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေပြီးပြည်သူများအနေဖြင့်ဝိုင်းဝန်းကူညီပေးကြရန်ပေါင်းမျိုးလူသားစာနာဌာနကမြစ်တာရက်ခံထားသည်ပြီးနေတဲ့လူတွေအများကြီးရှိတယ်အဲ့လိုလူတွေအတွက်တပ်မတော်ကြီးရောဘယ်လိုစဉ်းစားပေးလဲသူတို့ကတပ်မတော်ကြီးကိုငါ့ကိုလာထောက်ခံမှာလို့ညွှန်ကြားထားတဲ့လူတွေမဟုတ်ဘူးမင်းတို့ငါ့ကိုထောက်ခံရမယ်ဒီလိုပြောရမယ်လို့ဘယ်သူမှအမိန်ပေးမထားပဲသူတို့သဘောနဲ့သူတို့ တပ်မတော်ကြီးဘက်ကယက်တည်တယ်။သူတို့ပတ်စံနဲ့သူတို့အင်တာနက်ဖုံးပေဖြည့်ပြီးတော့သူတို့ပြောကြတယ်။သူတို့ထမင်းသူတို့စားပြီးတော့တစ်ဖက်ရန်သူရဲ့အညှို့ထားခြင်းအမုန်းပွားခြင်းကိုခံနေရတဲ့လူတွေအတွက်တပ်မတော်ကြီးဘလို့စဉ်းစားလဲဆိုတာတော့သိချင်မိတယ်။တကယ်လို့စိတ်ဝင်စားတယ်။ဒါပြောပြတာနော်။အခုနောက်တစ်ခုကအော်တိုယင်နေဖမ်းတဲ့ပတ်ကိစ္စနဲ့ပတ်သက်ပြီးတချို့လူတွေမှာတော်တော်ဒုက္ခရောက်ပါတယ်။ကျွန်တော်တာကလေးနှစ်ခုပြောပြခြင်းနဲ့ဒါလည်းကျွန်တော်မိတ်ဆွေကြီး ဒီတွေကပဲကျွန်တော်တို့လာပြီးတော့တို့ရဲ့အခက်အခဲလေးကိုပြောပြလို့ကျွန်တော်ဒီညနေတစင်ပြပြီးမျှဝေတာအဲ့ဒါပါလဲဆိုတော့ဟိုကျွန်တော်တို့နေဘက်ဒီမှာ cycle license ဆွဲတာလေးတွေရှိကြတယ်เนาะ carry ဆွဲတာလေးတွေပေါ့ဗျာเนาะအဲ့တော့အဲ့ cycle carry ဆွဲတယ်တော်တော်များများမှာ license မရှိကြအောင်အခုចောင်းခွင့်ရသည်ကလေးတွေចောင်းတက်ပြီကုန်ကြတွေများလာမယ်ចောင်းစီတွေចောင်းလာကတွေစာအုပ်ဖိုးတွေဘောပင်ဖိုးတွေជួရှင်လာကတွေမြန်မာနိုင်ငံမှာចောင်းဆရာမတွေជួရှင်မတင်ရဘူးလို့ဘယ်တော့ပဲဥပဒေထုတ်ထုတ် ဘယ်အစိုးရမှအခုအချိန်အထိအဲ့ဒီဥပဒေကိုအာဏာတီအောင်လုံနိုင်တဲ့အစိုးရမမြင်ဘူးသေးဘူးအဲ့တော့ကျွရှင်ဆိုတာတင်တဲ့အတွက်ဆ iam တွေရဲ့အကြောင်းမှစတင်မှုရော့တယ်ဆ iam ကျွရှင်ကိုတက်ရင်အဲ့ကလေးကစလိုက်နိုင်တယ်တကယ်လို့သာကျွရှင်မတင်မဲနဲ့ကျောင်းမှာပဲအချိန်ပြည့်တိတိကျကျတင်မဲဆိုရင်အကလေးကတော့စတော်နေမှာအခုတော့ပတ်စံရှိတဲ့ကလေးကကျွရှင်တက်နိုင်တယ်စာရတယ် ပတ်စံမရှိတဲ့ကလေးကကျူရှင်မတတ်နိုင်တော့စာမရဘူးဆိုဒီကျူရှင်ကိုဘသူတီထွင်လိုက်တယ်လို့မသိဘူးဘယ်နိုင်ငံရဲ့ပညာရေးမှာမှလဲကျူရှင်ရဲ့လို့တကူတကတိတ်မတွေ့ဘူးသလိုပဲထပ်ပါတော့ဒါကတော့ကိုနဲ့မဆိုင်ဘူးနော်သူကသူလက်ခံလို့တင်နေကြတာလုံနေကြတာကိုသားပြောလို့လဲဘူပဲဟာလမ်းဒီအဆရာမလေးကျူရှင်တင်နေကလေးဒီခုနပြောတဲ့ပညာရေးအသုံးစိတ်ပြောချင်တာပညာရေးအသုံးစိတ်အတွက်ပြည်သူတွေငွေကြေးပို့ကုန်တယ် ကလေးချောင်းစိတ်ကတမျိုးကျူရှင်လာကတမျိုးเนาะဒါကိုပြောချင်တာအဲ့တော့ကယ်ရီဆွဲနေတဲ့လူတွေအရင်တော့တရက်ကို1000ကျွဲ2000တစ်ဖက်လေဝင်နေမိသားစုစားဝတ်နေရအဆင်ပြေတယ်အခုစာကယ်ရီဖမ်းလိုက်တော့ကယ်ရီဆွဲလို့မရတော့လက်ရှိမိုးရင်းကာလအလုပ်တွေလည်းရှားပါလာပြီเนาะလေဝင်နေတဲ့မှာအစိတ်ချမျိုးစစ်ဆိုင်ကရိယာဆိုတာဒီပေါ်လာတဲ့အတွက်စဘာစိုက်ဖို့လူငါးတွေမလို့တော့အထက်ချုပ်စိတ်ုံနေမှာလေလူတွေရပြည့်လက်ရှိနိုင်ငံရေးအနေအထားနဲ့စိတ်ုံနေလေပတ်မှု နဲတဲ့အတွက်လုံသားအင်ကတိရှော့ချတယ်အလုတ်ကန်ခွင်းလန်းနေရရှားပါလာတယ်လူလူခတ်ရောက်လာတယ်အဲ့ဒါစားပေါက်တစ်ပေါက်ရောက်လာတယ်နောက်တစ်ခုကျေးရွာလေးမှာကုံစင်းရောင်းနေဟင်းရောင်းနေအသေးလေးရှိတယ်တော့ဒါကျွန်တော်အတိထဲမှာအမျိုးသမီးတူဦးပေါ့သူကကြက်တွေဝယ်တယ်ပြည်ကနေပြီးတော့ဒိုင်မှာကြက်တွေသွားဝယ်တယ်ပြန်ပြီးတော့ကြက်သားလုပ်ပြီးတော့အိတ်ကလေးနဲ့ထုတ်ပြီးတော့အစိတ်သားစိတ်သားပေါ့အိတ်ကလေးနဲ့ထုတ်ပြီးတော့ရွာတွေကိုစိုက်ကလေးနဲ့လှည့်ရောင်းတယ်ဒါမှမဟုတ်စိုက်ကလေးဖမ်းလိုက်တဲ့ခါကျတော့သူစရောင်းလို့မရတော့ဘူးသူ့အနေနဲ့အခက်အခဲဖြစ်သွားပြီအဲ့တော့ခင်ဗျားတို့ပြောမှာပေါ့စပိန်နဲ့သွားပါလားလို့ ခေတ်ကမလွယ်တော့ဘူးပြောသလောက်မလွယ်ဘူးကျွန်တော်ပြောသလောက်မလွယ်ဘူးရွာတရွာနဲ့တရွာကူးရတာစပိန်နဲ့တော့ဘူးဆိုပြောသလောက်မလွယ်ဘူးတချို့ရွာဒီမှာလမ်းအရန်ဆိုးတယ်ဒီဘွက်တွေကိုရုံပြီးနင်းဖို့ဆိုတာမဖြစ်နိုင်ဘူးစိုက်ကင်နဲ့တောင်မှပဲမနေသွားနေရတဲ့နေရာတွေအများကြီးရှိတယ်အဲ့တော့ဈေးမရှိတဲ့နေရာတွေမှာအဲ့ဒီစိုက်ကင်ဈေးတွေတွေဟာအဓိကအရေးပါတယ်သူတို့မလာရင်တွားမရဘူးဇွာသားတွေကလည်းဈေးရှိတဲ့နေရာကိုတွားဝယ်ဖို့တက်ကသူတို့မှလည်း license နဲ့စိုက်ကင်ခါရှာရှာ ဆိုတော့ပြဿနာလေးတွေရှိလာပြီအဲ့တော့ဒီခက်ခဲလေးတွေနိုင်ငံတော်အနေနဲ့ပြည်သူတွေကိုနည်းနည်းငင်းညာပြီးတော့ဖြေလျှော့တင်တာလေးတွေကိုဖြေလျှော့ပေးတင်ပါတယ်ပြည်သူတွေရဲ့အခက်အခဲအကျက်အတဲတွေကိုတစ်ချက်ပြန်ပြီးကြည့်တင်ပါတယ်ဆိုတော့ကျွန်တော်တို့ကတရဝင်သတင်းမီဒီယာလည်းမဟုတ်ပါဘူးတရဝင်မှတ်ပုံတင်ထားတဲ့သတင်းမီဒီယာလည်းမဟုတ်ပါဘူးခုနပြောသလိုတမတော်ကာကွယ်ဦးစီးချုပ်ကအအရေးပေးခြင်းခံရပြီးတော့တမတော်ကာကွယ်ဦးစီးချုပ်ရဲ့ခွင့်ပြုချက်နဲ့ပြောချင်တာပြောခွင့်ရထားတဲ့ပုံကိုလည်းမဟုတ်ပါဘူး ပြည်သူတွေရဲ့ခက်ခဲကိုပြည်သူတွေရဲ့ကိုစားပြည်သူတယောက်အနေနဲ့ဝေမျှတဲ့ပြည်သူအရေးနိုင်ငံအရေးကိုလေ့လာပြီးတော့ပြန်လည်သုံးသပ်တဲ့အနေအထားလေးပဲရှိတယ်။ဆိုတော့အချိန်မီးဖိုင်အချိန်မီးခံကျွန်တော်တို့ကဘာခွင့်အန္တရာယ်မရှိဘာခံစားခွင့်မှမရှိဘူး။ဒီကာလမှာကျွန်တော်ရခဲ့တာ2020ခုနှစ်ဖေဖော်ဝါရီလတရနေ့နိုင်ငံတော်အာဏာထိမ်းပြီးတဲ့နောက်ပိုင်း2020ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကနေစပြီး like စပြီးပြောခဲ့တဲ့ရာသာဆိုတဲ့ကျွန်တော်ဒီကနေ့2025ခုနှစ် ဇွန်လ9ရက်နေ့မနေ့တနအိတိတိတိဒီအလောက်ကိုလှုပ်လို့ဒီဖွဲ့စည်းကိုထောက်ခံလို့ကျွန်တော်ရခဲ့တာတစ်ခုပဲရှိတယ်အဲ့ဒါနောင်တဒါပေမဲ့ကျွန်တော်မမနေပါဘူးကိုမှန်နေထင်လို့ရွေးချယ်ခဲ့တဲ့လှုပ်ခဲ့တဲ့အရာအတွက်ကိုနဲ့ထိုက်တန်တာကိုပြန်ရတယ်လို့ပဲကျွန်တော်သဘောထားတယ်ဆိုတော့စေတနာကောင်းရင်ကံကောင်းမယ်ကိုကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးဖြစ်မယ်ကျွန်တော်လုပ်တဲ့လုပ်ရဲ့ မှန်တယ်မှားတယ်ဆိုတာကိုမြင်တဲ့ပြည်သူတွေကြားတဲ့ပြည်သူတွေတွေ့တဲ့ပြည်သူတွေသိတဲ့ပြည်သူတွေသိကြပါတယ်သူတို့ဆုံးဖြတ်ပေးလိမ့်မယ်ဘယ်သူမှဆုံးဖြတ်လိမ့်မယ်ကျွန်တော်ပြောခဲ့ဘူးပါတယ်ပြည်သူသားအမိပြည်သူသားအဖပြည်သူအင်အားရှိမှတမတော်အင်အားရှိတမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိဒါကြောင့်နိုင်ငံကြီးအင်အားရှိဖို့ပြည်သူတွေအင်အားရှိဖို့လိုတယ်သူတို့ပြောစင်တာဒါမိကုန်ထုတ်စရာရှိတာလေမိကုန်ထုတ်ပြီးပြီး တက်ညာဖို့ဖြေလျှော့ဖို့ကျွန်တော်အနေနဲ့အကြံပြုတင်ပြတာလေပြီးပြီစဉ်းစားချက်เนาะ